နာမည်ကြီး Disney ဇာတ်ကောင် Frozen နဲ့က Olaf ဆက်ရုပ်အစ်စ်ကို2026ခုနှစ်အစောပိုင်းမှာဟောင်ကောင်နဲ့ Paris Disney ပန်းခြံတွေမှာမိတ်ဆက်ပြသတော့မှာဖြစ်ပါတယ်။ဒီ Olaf ဆက်ရုပ်ဟာတာမန်ဝစ်ဆုပ်ဝတ်ထားတဲ့ဖြောပြသူမဟုတ်ပဲမျက်နှာပြင်ကဇာတ်ကောင်ကိုလက်တွေ့ကဘာတဲကိုခေါ်ဆောင်လာတဲ့လူမျိုးအသက်ဝင်လှုပ်ရှားတဲ့ဆက်ရုပ်အဖြစ်ဖန်တီးထားတာပါ။ အကြီးတန်းဒုဥက္ကဋ္ဌကိုင်းလက်လင်ကအိုလက်ဖာကျွန်တော်တို့ရဲ့လူကြိုက်အများဆုံးဇက်ကောင်တွေထဲကတဦးဖြစ်ပြီးသူ့ကိုပန်းချန်တွေစီခေါ်ဆောင်လာဖို့တောင်းဆိုမှုတွေအများကြီးရှိပါတယ်လို့ပြောခဲ့ပါတယ်ဒီစရုပ်ကို The Rainforest Map Landing လို့ခေါ်တဲ့ဉာဏ်ရည်တု AI နည်းပညာတစ်မျိုးနဲ့ဖန်တီးထားတာဖြစ်ပါတယ် ီနည်းပညာကဆက်ရုပ်ဇက်ကောင်တွေကိုပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုပုံစံတွေကိုတော့အချိန်တိုအတွင်းတင်ယူပြီးလှုပ်ရှားနိုင်အောင်ကူညီပေးတယ်လို့လက်ရှိလင်ကရှင်းပြခဲ့ပါတယ်။ပိုလက်ဆက်ရုပ်မှာသူ့ရဲ့ပစက်မျက်လုံးတွေအပြင်ဖြုတ်လို့ရတဲ့မုံလာဦးနီနှာခေါင်းကိုပါအပြည့်အဝလှုပ်ရှားနိုင်စွမ်းရှိပြီးဧည့်သည်တွေနဲ့စကားပြောဆိုဆက်ဆံနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဧည့်သည်တွေစိတ်ကူးယဉ်ထားပေမဲ့တခါမှမမြင်ဘူးသေးတဲ့ပုံစံမျိုးနဲ့ဒီဇက်ကောင်တွေကိုအသက်ဝင်အောင်ဖန်တီးကျင်ပါတယ်လို့လက်ရှိလင်ကဆိုပါတယ်ဒီဇက်ရုပ် Olaf ကိုဟောင်ကောင်ဒစ္စနီလန်မှာရှိတဲ့ Wolf of Frozen နဲ့ Paris Disney ပန်းခြံတို့မှာမိတ်ဆက်ပြတ်သားမှာဖြစ်ပါတယ်အာရှပြည်သက်တွေအတွက်တော့ဟောင်ကောင်ဒစ္စနီလန်ကအနီးဆုံးနေရာဖြစ်လာမှာပါ။ ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်